အဲတမနာမင်းကပြောတာတိုးတိုးလည်းပြတ်သားရင်ပြီးတော့ကျွန်တော်တို့သဘောကျတယ်မမတို့နိုင်ငံအကြောင်းလဲအတွက်မမတို့ဝမ်းသာပါတယ်အားလုံးဟိုစိတ်တူကိုယ်တူဝမ်းသာနေကြမယ်လို့ထင်ပါတယ်မြန်မာနိုင်ငံရဲ့ပထမဆုံးသောအရသာသမရတယောက်ကိုပြည်တော်စုလွှတ်တော်ကရွေးချယ်တင်မြှောက်နိုင်လိုက်ခြင်းနဲ့သမရတစ်ကျန်းကျိန်တစ္ဆာဆိုပြီးတဲ့နောက်တနိုင်ငံလုံးကိုမိန်ကွန်းပြောကြားပြီးမှတော့မြန်မာပြည်သူအများစုရဲ့ဆန္ဒတွေကိုလက်တွေ့အကောင်အထည်ဖော်နိုင်မှုပထမဆုံးခြေလှမ်းဖြစ်လာပြီလို့ယူဆနိုင်ပါတယ်။ သမရတိရဲ့ဂတိတ္တစာပြုတဲ့ခန္ဓာကိုတက်တည်ခံဖို့အတွက်အပရိသက်3000ကျော်ဟာတီတော်စုလွှတ်တော်ကိုရောက်လာခဲ့ပါတယ်။တက်ရောက်လာရသူအားလုံးကလည်းကြီးမားတဲ့အပြောင်းလဲကြီးအတွက်စိတ်လှုပ်ရှားနေကြပြီးဝမ်းသာနေပါတယ်။ဆရာကြီးမင်းသူဝင်ရဲ့တားကြီးလက်ဖြင့်သမရဥထင်ကျော်ရဲ့အကူလဲဖြစ်တဲ့ဥညာဆူကပြည်သူတယောက်အနေနဲ့အထူးဝမ်းမြောက်ပြီးတော့တိုင်းပြည်ဖွံ့ဖြိုးလာမယ်လို့မျှော်လင့်နေပါတယ်။ကျွန်တော်လည်းပြည်သူတယောက်အနေနဲ့ပေါ့နော်။ အခုတိုင်းပြည်မှာအပြောင်းအလဲလေးကိုပထမအဦးဆုံးတိုင်းသားမြန်မာလူမျိုးစုစုတယောက်ကနေကျွန်တော်ဒီအခုလေးဝင်ရောက်ပါတယ်။တိုင်းပြည်လည်းနောက်ပိုင်းအများကြီးတိုးတက်လာအောင်လုပ်မယ်ပို့ပို့လို့ကျွန်တော်ကယုံကြည်ထားတဲ့အကြောင်းပါ။အများကြီးဝန်တာပါ။ သမရတရဲ့ဂရီတစ္ဆာပြုပွဲကိုတက်ရောက်လာတဲ့ဆိုတော့အနကကသမရမိန်ကွန်းကိုသဘောကျတယ်လို့ဆိုပါတယ်။ဒါပေမဲ့ဘူဂျုံမူကြီးမင်းအောင်လိုင်းနဲ့တက်မရသားအစုဖွဲ့ကလွှတ်တော်ကုစလရီလက်ခုပ်မတီးတဲ့ကိစ္စကိုခုလိုပဲထောက်ပြခဲ့ပါတယ်။အော်သမရမိန်ကွန်းပြောတာတိုးတိုးရပြတ်သားရင်ပြီးတော့ကျွန်တော်တို့သဘောကျတယ်။ပြောစရာပါရှိလဲဆိုတော့ကျွန်တော်ဒီနေ့လွှတ်တော်လာရောက်လေ့လာကြတယ်။ တမရကဒါကျွန်တော်တို့နိုင်ငံတော်ရဲ့တမရဒီနိုင်ငံတော်မှာရှိနေကြတဲ့လူနေထိုင်ကြတဲ့လူအကုန်လုံးရဲ့တမရကျွန်တော်တို့အကုန်လုံးလက်ခုပ်ပေးကြတယ်ဒါပေမဲ့လက်ခုပ်မတီးရဲ့တစ်ဖွဲ့တွေ့လိုက်ရစိတ်မကောင်းမရှလာ30ရက်နေ့ရဲ့တမိုင်းဝင်အလှည့်ပြောင်းကြီးမှာနိုင်ငံရေးစီးပွားရေးလူမှုရေးဆန်ရဂတိတွေကိုလည်းတမရတစ်ကတူတူတုတ်တုတ်ပဲပြောဆိုသွားခဲ့ပါတယ်ပြည်ထောင်စုလွှတ်တော်ကိုကိုရန်ရောက်လာခဲ့တဲ့အစိုးရမီမီဝင်းဖေကတိုင်းပြည်ပြောင်းလဲအတွက်ဝမ်းတာနေတယ်လို့ဆိုပါတယ် โอเคဒီနေ့သမရအစ်အစိုးရအစ်စမ်းချိန်နေနေမာအခုလိုဟိုတက်ရောက်ရတာမာအနေနဲ့ဘလို့ခံစားရလဲဆိုတော့ဟိုအမိုင်းဝင်နေဒီတနေ့ကိုလာပြီးတော့ဟိုတက်သေးတယောက်လို့ပေါ့နော်ခံစားရပါတယ်မာရောနိုင်ငံအပြောင်းလဲအတွက်မာရောဝမ်းသာပါတယ်အားလုံးဟိုစိတ်တူကိုယ်တူဝမ်းသာနေကြမယ်လို့ထင်ပါတယ်